မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့တီချာကတတိယရန်မြမစာအခန်းလေးခေါင်းစဉ်မှာပါဝင်တဲ့အခန်းခွဲဂါကြီးတဲဦးပို့ဆောင်ရေးရှင်တွေကိုတင်ကြားပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ရေတဲဦးပို့ဆောင်ရေးရှင်ဆိုတာဘာလို့ပြောတာလဲတီချာလားတဲယူတာဆိုတာပစ္စည်းတွေကိုတဲယူတာ ပို့ဆောင်ရဲဆိုတာကတနေရာနေပြီးတော့တနေရာကိုပို့ဆောင်ပေးတာဒါဆိုလို့ရှိရင်တယ်ဦးပို့ဆောင်ရေးဆိုတာကလူတွေကိုပဲဖြစ်ဖြစ်ပစ္စည်းတွေကိုပဲဖြစ်ဖြစ်တနေရာနေတနေရာနောက်တနေရာကိုတယ်ဦးပေးတဲ့ရင်တွေကိုပြောတာပါနော်ဒါတို့သမီးတို့ကလည်းတနေရာနေတနေရာကိုသွားကျင်တယ်ဆိုရင်ဘလို့ရင်တွေကိုအသုံးပြုတယ်လဲဟုတ်တယ်ကားတွေဘတ်ကားတွေကိုအသုံးပြုတယ်ကားဆိုတာကတော့အိမ်မှာ အာအိမ်ကလူတွေနော်အဲ့လိုစီးပြီးတော့အိမ်အိမ်စီးကားတွေလို့အိမ်ကားတွေကိုအသုံးပြုကြတာဘတ်ကားဆိုတာကတော့လူတွေအများကြီးအသုံးပြုကြတယ်ဟဲနောက်ဘလူရင်တွေလည်းအသုံးပြုပါသေးတယ်လေစီးပူကြတယ်လေတချို့ကတော့တင်မောတွေလေးမြန်တွေမြည့်ထားတွေစီးပူကြတယ်နော်တအားတို့သမီးတို့ကတနေရာနေပြီးတော့နောက်ထပ်တနေရာတနိုင်ငံကနေနောက်ထပ်တနေရာနိုင်ငံအိမ်ကနေကြောင်းတမျိုးကနေနောက်တမျိုးသွားကျင်တယ်ဆိုရင် တည်ယူပို့ဆောင်ရေးယင်ကိုတုံးကြရတယ်။ယင်ဆိုတာလည်းတစ်မျိုးနဲ့တစ်မျိုးမတူဘူးနော်။ကုန်းပေါ်မှာသွားတဲ့ယင်နဲ့ရေပေါ်မှာသွားတဲ့ယင်လေထဲမှာသွားတဲ့ယင်အမျိုးအစားပုံသဏ္ဍာန်တွေကမတူကြဘူး။သွားကြတဲ့ခီးလန်းတွေကလည်းမတူကြဘူး။ကွဲပြားခြားနာကြတယ်။ဒါကြောင့်မလို့တတရာရန်ဖတ်စာအုပ်ရဲ့စာမျက်နှာ40ဂါဂျီတဲဦးပို့ဆောင်ရေးယင်များခေါင်းစဉ်အောက်ကပုံကလေးတွေကိုအရင်လေ့လာကြရမယ်နော်မြန်မာနိုင်ငံမှာဆိုရင် တနေရာနဲ့တနေရာကိုဆက်သက်သွားလာဖို့အတွက်လွယ်ကူချောမွေ့စေဖို့အတွက်ရင်အမျိုးမျိုးကိုအသုံးပြုထားကြတယ်။အသုံးပြုတဲ့ခီးလန်းချောင်းတွေကလည်းဂုံလန်းခီးရှိမယ်၊ရေလန်းခီးရှိမယ်၊လေချောင်းခီးတို့ရှိတယ်။အဲ့တော့အသုံးပြုထားတဲ့ရင်တွေမှာလည်းတိဆောက်တဲ့ပုံသဏ္ဍာန်တွေကလည်းအမျိုးမျိုးရှိတာကိုတွေ့ရတယ်။ပုံလေးကိုလေ့လာလိုက်တဲ့အခါကျတော့ပုံထဲမှာကုန်းမြေတွေ၊မြေကြီးအပိုင်းတွေကိုတွေ့ရတယ်။နောက်ပြီးတော့ရေအပိုင်းတွေကိုလည်းတွေ့ရတယ်။နောက်လက်ခွင်းမြေကြီးတွေကိုလည်းတွေ့ရတယ်။ အရှိမသပင်းတွေစိမ့်လန်းနေတာကိုလည်းတွေ့ရတယ်။နောက်အိမ်ကလေးတွေလမ်းကလေးတွေလည်းတွေ့ရတယ်နော်။အဲ့တော့ပထမအဆုံးတီချာတို့ကကုန်းပေါ်ရေကြီးပေါ်မှာသွာလာအသုံးပြုနေတဲ့ရင်တွေကိုလည်းတွေ့ရတယ်။ကဲဘာရင်တွေကိုတွေ့ရသလဲပုံလေးထဲမှာ။ဟောအပြာရောင်လေးနဲ့ကုံတင်ကားလေးတွေ့ရတယ်။အဲကုံတင်ကားရဲ့အနောက်မှာပန်းရောင်ဘတ်စကားကြီးကိုတွေ့ရတယ်။အဲသူ့ရဲ့ဘေးမှာလိမ္မော်ရောင်အိမ်စီကားလေးကိုလည်းတွေ့ရတယ်တဲ့။အဲတော့နောက်တော့ အဲလမ်းပေါ်မှာကားတစ်စီးကားတစ်စီးရယ်စပင်းရယ်မော်တော်ဆိုင်ကယ်ရယ်အာပစ္စည်းတွေတင်ပြီးသွားတယ်တွန်းလဲလေးတွေလည်းတွေ့ရတယ်နော်အဲ့တော့ကွင်းပြင်ကြီးထဲမှာချိလိုက်ပြန်အောင်ဟာမိရထားကြီးကိုလည်းတွေ့ရတယ်အဲ့ဒါဆိုရင်တီချယ်တို့ကကုန်းပေါ်မှာတွေ့ရတဲ့ရင်တွေကိုမြင်တွေ့သွားပြီနော်နောက်တစ်ခုတီချယ်တို့ကရေလန်းခီးရဲ့ပုံလေးကိုကြည့်ကြမယ်နော်အဲရေလန်းရေလန်းထဲမှာဘာရေနေလို့တွေ့ရတာလဲရေနဲ့ကုန်းမြေထိဆက်နေတဲ့နေရာမှာ မော်တော်လေးတွေတွေ့ရတယ်เนาะတင်းမော်တွေစိုက်ကတ်နေတဲ့အဲ့ဘော်ဒရာနားမှာလဲစပီဒ်ဘုတ်ကလေးတွေတွေ့ရတယ်နောက်ပြီးတော့ရွက်လေးကလေးတွေတင်းမော်အချီးတွေကိုလည်းတွေ့ရတယ်အော်နောက်ကောင်းကင်ဘော်မှာလေထဲမှာပြန်နေတဲ့လေမြန်ကြီးကိုလည်းတွေ့ရတယ်เนาะပုံထဲမှာရှိတဲ့ရင်အကြောင်းတွေကိုပြောကြည့်တာပေါ့เนาะအဲ့တော့ပြီးရင်စာမျက်နှာ40မှာရှိတဲ့တဲယူပို့ဆောင်ရင်များအကြောင်းကိုဖတ်ကြည့်ကြမယ်เนาะတဲယူပို့ဆောင်ရင်များ မြန်မာနိုင်ငံ၌တနေရာမှတနေရာသို့ဆက်သွယ်သွားလာရာတွင်လွယ်ကူချုံးမွေစီရန်အတွက်ရင်အမျိုးမျိုး အသုံးပြုကြပါသည် အသုံးပြုသောခီးလန်းချောင်းများမှာကုံလန်းခီးရေလန်းခီးလေချောင်းခီးတို့ဖြစ်ပါသည် အသုံးပြုသော ရင်များတွင်တိဆောက်သည့်ပုံတံအမျိုးမျိုးရှိသည်ကို တွေ့ရပါသည်ရင်များဤ တိဆောက်သည့်ပုံတရံများသည်အဘဲကြောင့်ကွဲပြားခြားနာကြသည်။ဒါစာမျက်နှာ40မှာရှိတဲ့စာအုပ်ဒီချေဖတ်ပြတာပါ။နောက်စာမျက်နှာ41မှာရှိတဲ့စာပိုက်ကလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးမယ်နော်။ကုန်းလန်းခရီးတွင်လဲမော်တော်ကားမိရထားတို့ကိုအသုံးပြု၍သွားလာကြသည်။ထိုရင်များတွင်ကားလန်းရထားလန်းစသည့်မြေကြီးပေါ်၌ လှည့်၍ရွေရှားနိုင်ရန်ဘေးများပါရှိသည်ထို့ကြောင့်မြေကြီးပေါ်တွင်လှည့်၍သွားနိုင်အောင်လူအားနှင့်စက်တွန်းအားလိုအပ်သည်ရေလန်းခီးတွင်လှေဖောင်းတင်းပေါ်ရွက်လီတို့ကို အသုံးပြု၍သွားလာကြသည်ထိုရင်များတွင် ရေကိုရက်ထုံနိုင်သောလှော်တဲ့ပန်ကာနှင့် လေကိုအသုံးပြုသော ရွက်များပါရှိသည် ထို့ကြောင့်ရေပေါ်တွင်ရေလျားသွားနိုင်အောင် လူအားရေအားလေအားနှင့်ဆက်တွန်းအားလိုအပ်သည်လေချောင်းခရီးတွင် လေရင်ပြန်ရဟတ်ရင်တို့ကို အသုံးပြုကြသည် ထိုရင်များတွင် အမြင့်သို့တက်နိုင်ရန်နှင့် လေပေါ်တွင် ပြန်ဝဲနိုင်ရန်တောင်ပံများပန်ကာများနှင့်ဆက်တွန်းအားများလိုအပ်သည် စက်မှုလက်မှုပညာထွန်းကားလာသည်နှင့်အမျှတဲဥပို့ဆောင်ရေးယင်အမျိုးမျိုး ပေါ်ပေါက်လာသည်ထိုယင်မျိုးမျိုးသည်ရွေလျားသည့်နေရာပေါ်မူတည်ပြီးတိဆောက်သည့်ပုံသဏ္ဍာန်များ क्वे ပြားခြားနာသည်ကိုတွေ့ရပါသည်ကဲတာဝသမီးတို့ရေဒါဆိုရင်တီချာတို့ကတဲဥပို့ဆောင်ရေးယင်များအကြောင်းကိုဖတ်ဆောင်ထဲရအတိုင်းဖတ်ခဲ့ပြီเนาะဖတ်တဲ့အခါမှာလဲတာတို့သမီးတို့ကတီချာဖတ်ပြထားတယ်လို့ပဲ အဖြက်အရက်ကလေးတွေနဲ့ဖတ်တတ်ရမယ်နော်အဲ့တော့စာလေးတွေလိုလည်းဖတ်ပြီးသွားပြီဆိုတော့ဒီ chair တို့ကစာမျက်နှာ40မှာရှိတဲ့ပထမစာပိုက်ရဲ့အကြောင်းအရာကိုဆွေးနွေးပြီးတော့သင်ကြားကြမယ်နော်ပထမစာပိုက်ကဘာအကြောင်းအရာကိုပြောတာလဲနော်ဒီ chair တို့မြန်မာနိုင်ငံမှာပဲဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်တနေရာကနေတနေရာသွားခြင်းနဲ့ဆိုရင်အချိန်ကုန်တက်တာပြီးတော့လွယ်ကူစေမယ့်အရင်ကိုတော့အသုံးပြုကြရတာပဲနော် သွားရမယ်ခီးရဂုံလန်ခီးနဲ့သွားမယ်ဆိုရင်ဂုံလန်သွားတယ်ယင်ကိုအသုံးပြုမယ်ရေလန်ခီးနဲ့သွားဖို့အဆင်ပြေမယ်ဆိုလို့ရှိရင်ရေလန်ခီးကိုသွားတယ်ယင်ကိုအသုံးပြုမယ်လေချောင်းခီးနဲ့သွားတော့မယ်ဆိုလို့ရှိရင်လေလေချောင်းခီးနဲ့သွားတယ်ယင်ကိုအသုံးပြုကြရမှာအဲ့တော့အသုံးပြုကြတဲ့ယင်တွေကလည်းနော်လန်ခီးတွေတစ်ခုနဲ့တစ်ခုလည်းမတူကြတဲ့အတွက်ကြောင့်တိဆောက်တဲ့ပုံသဏ္ဍာန်တွေကလည်းအမျိုးမျိုးပဲရှိတယ်ရင်များရဲ့တိဆောက်တဲ့ပုံသဏ္ဍာန်တွေကို ဘာကြောင့်ပွဲပြားခြားနာကြတာလဲဆိုတော့ဒီချယ်ရိုဆက်ပြီးတော့လေ့လာကြမယ်။အဲ့တော့စာမျက်နှာ51ကိုကြည့်လိုက်မယ်နော်။အပေါ်စာပိုက်မှာကုန်းလန်းခီသွားဖို့အတွက်မြေကြီးပေါ်မှာသွားနိုင်ဖို့အတွက်ရင်းနေဖြစ်တယ်။အဲ့တော့မြေကြီးပေါ်မှာလှိပ်ပြီးတော့သွားလာနိုင်ဖို့အတွက်ဆိုတော့လှိပ်ပြီးသွားလာရမှာဆိုတော့ဘိန်းကြီးလိုအပ်တယ်နော်။မြေကြီးပေါ်မှာလှိပ်သွားနိုင်မယ်လူအားနဲ့လည်းဆက်တွားတွေလည်းလိုအပ်သေးတယ်။ကုန်းလန်းခီမှာသွားဖို့အတွက်ဂါလန်နေ ဒါမှမဟုတ်ရှင်ယထာလန်နေတုံးကြတယ်အဲ့တော့ကာလန်နေမှာယထာလန်နေမှာ မြေကြီးပေါ်ကိုရွေးရှားဖို့သွားနိုင်ဖို့အတွက်ဘိန်းနေလိုအပ်တယ်နော်အဲ့မှာကားမှာတက်ထားလို့ရှင်ကားဘိန်းယထာမှာတက်ထားရင်ယထာဘိန်းလှဲမှာတက်ထားလို့ရှင်တော့လှဲဘိန်းဆိုလို့ပဲလူတွေကလည်းခေါ်ကြတယ်နော်အဲ့တော့မြေကြီးပေါ်မှာလှိတ်သွားနိုင်ဖို့အတွက်ကိုလည်းဆက်တွန်းအားတွေလည်းလိုအပ်တယ်နော်ဆက်ကတွန်းပေးလိုက်တော့မှဘိန်းနေရာနေပြီးရွေးရှားသွားတာ နော်အဲ့တော့သားတို့သမီးတို့ဟာမြေကြီးပေါ်မှာအဲသွာလာနိုင်မှုကုန်းလန်းခီးမှာသွာလာနိုင်မှုရင်းနေရဘာကြောင့်ဘိန်းနေတက်ထားတယ်ဘာကြောင့်ဆက်တွန်းအားတွေနော်လိုအပ်တယ်ဆိုတာကိုသားတို့သမီးတို့သိသွားပြီအဲ့တော့စာမျက်နှာ50တက်မှာရှိရဲ့ဒုတိယအပိုက်ကရေလန်းခီးအကြောင်းပြောပြမယ်နော်ရေလန်းခီးမှာဘာတွေအသုံးပြုလဲဆိုရင်လှေတွေကိုလည်းအသုံးပြုတယ်နော် ဒါမှမဟုတ်ရှင်ဖောင်ဖောင်ဆိုတာကလေအဲ့တစ်ပင်အလုံးကြီးပင်စီလုံးကြီးတွေဝလုံးကြီးတွေအကုန်လုံးတစ်ခုနဲ့တစ်ခုစုစည်းပြီးတော့တင်းနေအောင်ဆွဲကျက်ထားပြီးတော့ခိုင်မအောင်ဖောင်ဖွဲ့ထားတာเนาะပင်စီဆိုရင်လည်းတစ်ခုနဲ့တစ်ခုဝလုံးတွေဆိုလို့ရှင်လည်းတစ်ခုနဲ့တစ်ခုကျိုးနဲ့တွဲချီပြီးတော့စုစည်းထားတာကိုဖောင်လို့ခေါ်တယ်เนาะနောက်ရေလန်းခီမာဆိုရင်တင်မောတွေလည်းသုံးမယ်နောက်ရက်လီတွေလည်းသုံးပြီးတော့သွားလာကြတယ်เนาะအဲ့ဒီရင်တွေမှာရေကိုရက်ထုတ်ပေးနိုင်ဖို့ လော်တက်တွေလည်းပန်ကားတွေကိုလည်းသုံးကြတယ်ရွက်ဆိုတာကလေတိုက်ချင်းအဖြစ်လေတွေသင်းမောတွေကိုရွေးချားနိုင်အောင်ပိတ်ဆတွေအဝတ်ဆတွေနဲ့ရက်လုတ်ထားတဲ့ဖြင်ဖြစ်တယ်เนาะရေပေါ်မှာရေရှားသွားလာနိုင်အောင်လူအားလေအားနဲ့စက်တွန်းအားတွေကလည်းလိုအပ်တယ်ဒါကြောင့်အဲ့လိုပစ္စည်းတွေလိုအပ်တဲ့အတွက်ကြောင့်ဒါမှသာလျှင်ရေပေါ်မှာရင်နေရရေရှားသားလာနိုင်ရဲ့ဆိုတာကိုရေလန်းခီးရရှင်းပြထားတာเนาะကဲနောက်တစ်ပိုက် စာမျက်နှာ42မှာရှိတဲ့လေချောင်းခီးကိုပြောပြမယ်နော်အဲ့တော့လေချောင်းခီးမှာဆိုရင်လေမြင်ကြီးလေဆိုအချီးရရဟရင်ဆိုရင်လည်းအချီးတယ်အဲ့လိုရင်နေရအမြင့်ကိုတက်နိုင်မှုဆက်တွန်းအားတွေလိုအပ်တယ်နော်လေပေါ်မှာပြန်ဝဲနိုင်မှုအတွက်တောင်ပန်းနေပန်ကာတွေလည်းလိုအပ်တယ်အောက်ကနေပြီးတော့အမြင့်ကိုတနည်းအားနဲ့တနည်းအားအမြင့်အမြင့်ဆုံးအမြင့်ဆုံးတက်နိုင်မှုအတွက်လည်းဆက်တွန်းအားတွေလိုအပ်တာပေါ့ အဲ့တော့နောက်ဆုံးစာပိုက်ကိုပြောပြမယ်အရင်တော့ကတော့စက်မှုလက်မှုတွေမထွန်းကားဘူးအခုကျတော့စက်မှုလက်မှုပညာတွေကထွန်းကားလာတဲ့အခါကျတော့ရွေးချယ်တဲ့နေရာပေါ်မှာမူတည်ပြီးတော့တိဆောက်တဲ့ပုံသဏ္ဍာန်တွေအမျိုးမျိုးကွဲပြားခြားနားလာတာကိုတွေ့ရတယ်နော်အဲ့တော့သားတို့သမီးတို့ကကုန်းလန်းခီးမှသွားတာတွေရောရေလန်းခီးမှသွားတာတွေရောနော်ရင်တွေရဲ့အမျိုးအစားတွေဘလို့ပုံသဏ္ဍာန်တွေကိုလည်းသားတို့သမီးတို့ကဖတ်လဲဖတ်ပြီးပြီးလေ့လာခဲ့ပြီးပြီး နော်အဲ့တော့တည်ဥပို့ဆောင်ရေးသင်ခန်းစာမှာ ပါတဲ့အကြောင်းအရာတွေကနော်ဆွေးနွေးခဲ့ပြီးပြီအဲ့တော့သားတို့သမီးတို့လည်းတည်ဥပို့ဆောင်ရေးရင်များအကြောင်းကိုလည်းဒီချေကဖတ်လဲဖတ်ပြတယ်ပြောလဲပြောပြတတ်တယ်ဆိုတဲ့အတွက်ကြောင့်ဘာတွေအသုံးပြုပြီးတော့ဘလို့သွာလာကြတာတွေကိုသားတို့သမီးတို့ကသိသွားကြပြီအဲ့တော့ဒီချေကဆွေးနွေးခဲ့ပြီးပြီဆိုတဲ့အတွက်ကြောင့်နောက်တစ်ချိန်စာသင်ချိန်မှာစုံတွေ့ကြမယ်နော်